ဒီနားလေးကျဲတော့နော်တောင်ပြေတက်မှနှစ်နေမြေမိုးကုံမြို့အနောက်ပိုင်းကတဲရွက်ွက်မှာရှိတဲ့အနောက်ကျောင်းကိုစစ်ကောင်စီတပ်ကဒီကနေ့မေလ3ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်မှာလေကျောင်းကနေထက်ပြီးဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံဒလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီဘုံကျဲတက်ခိုက်မှုအတွင်းမှာအရက်သားပြည်သူတဦးတေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်ထိခိုက်ပျက်စီးတာတွေလည်းရှိခဲ့ပါတယ် စစ်ကောင်စီတပ်အနေနဲ့မနစ်မေလ၂ရက်နေ့ညနေမှာလဲမိုးကုံမြို့အုပ်ပြင်ရက်ွက်ကိုပေါင်၂50ဘုံနှလုံးလာရောက်ကြဲချတက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီဖြစ်စဉ်မှာတော့ဓမယုံနဲ့အယက်သားလူထုနဲ့အိမ်6အိမ်ထပ်မနေထိမှန်ပျက်စီးခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကလည်းစစ်ကောင်စီတပ်ကမိုးကုံမြို့အနောက်ပိုင်းတိစိတ်ကုန်းနဲ့ကြောက်ပုတ်ကြေးရွာကြားကိုဂျက်ဖိုက်တာနဲ့ပေါင်250ဘုံနှလုံးလာရောက်ကြဲချတက်ခိုက်ခဲ့လို့အယက်သားအဆောက်အဦးတို့ထိမှန်ပျက်စီးတာတွေရှိခဲ့ပါတယ်။ စစ်ကောင်စစ်တပ်ဟာမိမိတို့ကုမင်းတွဲဆောင်ပွဲမတိုင်ခင်နဲ့တွဲဆောင်နေစဉ်အတွင်းမှာပဲတောင်ပြည့်အတွင်းကမြို့နယ်တချို့ကိုစစ်အင်အားဖြည့်တင်ပြီးထိုးစစ်စင်တာတွေပြုတ်လုနေတယ်လို့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေနေ့စဉ်ဆက်တိုက်ပြုတ်လုနေပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့အရက်သားလူထုအပေါ်အရည်ရွယ်ချက်ရှိရှိဥတီတက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့စစ်ရေးတရအမြဲတမ်းရှိရန်လိုအပ်ပြီးလေကြောင်းအနီးကနေလုကင်းစေဖို့လေကြောင်းရန်ကကွယ်ရေးဆိုင်ရာနီလန်းတွေလက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်ကျမလူပူလိုပါပါရှင်